အားလုံးပဲမိင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါရစေ။ကဲဒီနေ့ဘုရားဘလောက်ရိုက်ဖို့ဒီနေ့လဲဆန္ဒတော့မရှိပါဘူး။ဘလောက်ရိုက်ဖို့စိတ်ဘူးမရှိပါဘူး။ဒါပေမဲ့ ဗလော့ဂါရေးဖို့စိတ်ကူးမရှိဘူးစိတ်ကူးနည်းနည်းပေါက်သွားတာပေါ့နော်ဒီနေ့ကကျွန်တော်ကိုစောစတော့ဒီတောင်ဝယ်တာလေးကိုမချိုင်းပြတော့ဘူးလို့စိတ်ကူးတာပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက်တော့လည်းဘာပြောဟိုရှေ့တစ်ခေါက်ကကိုစိုးရေလိုစန်ဒရန်သွားဝယ်တဲ့လုတ်တဲ့ဗလော့မှာပေါ့နော်ကိုစိုးဟိုရှေ့တစ်ခေါက်ကရေလိုစန်ဒရန်ဝယ်လာတဲ့ဗလော့မှာကိုစိုးပြောတာတခုရှိရပေါ့နော်ဒီကိုစိုးဒီအင်းကဒီအာရှတီကာရက်စပေါ့ပေါ့နော်ဒီကာလင်မယာကိုကိုစိုးက ိုသိမ့်ကြိုက်ဘူးပေါ့။ဘာကြောင့်မကြိုက်လဲဆိုတော့ဒီကိုစုံလို့ချင်တဲ့ပုံစံမဟုတ်ဘူးပေါ့နော်။သူကအနီးဆက်အရင်အနီးများနေအနီး base အနီးဆက်မဟုတ်ပေါ့။အနီး base တွေတအားများနေပြီးတော့ဟိုအဖြူဆက်တအားနေနေပေါ့။ဆိုတော့ကိုစုံပလဲပေါ့။ပလဲနေနေတာပေါ့နော်။ဆိုတော့အဲ့အရာလေးကိုကိုစောသိခံစားမရဘူးဖြစ်နေရပါတော့ကိုစောကအဆက်များများဖြစ်နေတဲ့ဒီအဖြူဆက်များများလေးကိုပိုကြိုက်တာပေါ့နော်ဆိုတော့လိုချင်တယ်ဆိုတော့လေဟိုဝယ်စရာတနေရာပဲရှိပါတယ် fin vice ပေါ့နော်ကိုစောအဲ့မှာကိုစောဝယ်မယ်လို့တော့ကိုစောကိုသူကပြောတယ်ပေါ့နော် မဝယ်နိုင်အောင်ပေါ့ full spot ဆိုတာတမျိုးရောက်မယ်ပေါ့ full spot ကကျတော့သူပြောတာကသူကဒီကိုစုံအင်ရှင်တစ်ခေါက် vlog မှာတစ်ခါပြောခဲ့ဘူးလေသူကဟိုအာရှတိက white spot ပေါ့ပါသူကလုံးဝ spot တွေအများကြီးရဲ့ပုံစံမျိုးပေါ့နော်ဆိုတော့အဲ့အမျိုးကြီးပေါ့သူအတောင်နေမှာပါအဆက်ဝင်နေပေါ့အဲ့ဒီဒါသူကတေးတော့တေးပါတယ်ဘယ်လောက်ဆိုဘယ်လောက်ဖြစ်လဲနှစ်နှမဝင်းကျင်တော့ပဲနှစ်နှမနှစ်နှမခွဲပေါ့အဲ့လောက်ဝင်းကျင်နေလာတဲ့ကောင်လေးပေါ့နော်ဆိုတော့ ဘာပဲပြောပါတော့ကိုစိုးအဲ့ဒါလေးမွေးကြည့်ပလာတဲ့ပြောင်းပြီးတော့ကိုစိုးအဆက်ပုံများတာကိုပုံကြိုက်တယ်ဆိုတော့လေတူကကျတော့မိုက်တယ်ကွာတကယ်လည်းအဆက်တွေအများကြီးဖြစ်သွားမယ်ဆိုရင်တော့ဟိုကိုတို့အမဲအမဲပလိန်ပေါ့တော့အမဲပြောင်းကံပေါ့တော့အမဲပတ်လဲပြောင်းကံမှာမွေးရှယ်ကြီးပေါ့တော်တော်မိုက်မှာပေါ့ဆိုတော့ကိုစိုးအဲ့ဒါလေးကိုမာရတယ်ပေါ့နော်စတော့ယူတဲ့နေရာမှာယူတဲ့ vlog ကိုရိုက်ပြမယ်လို့စိတ်ကူးတာပြီးမယ်ပေါ့နော်ကိုစိုးဒီရပိုင်းမှာကိုစိုးအလုပ်ဒီတအားကိုများတာတော်တော်ကိုများတာ ဆိုဆိုင်အလုပ်တွေတအားများတဲ့အခါမှာကိုစိုးမလုပ်ပေးနိုင်ဘူးပေါ့မနေ့ကတော့ message ပို့လိုက်ရပေါ့နော်ညီလေးရင်လို့ကိုစိုးနားမယူနိုင်တော့ဘူးပေါ့နော်အဲကိုစိုးပို့ပေးပါလားပေါ့နော်ဆိုတော့ကိုစိုးကအခုဒါအခုဆိုရင်ကိုစိုးအချိန်ဒီနိုင်45မိနစ်ညနေပိုင်း9နိုင်ထိုးတော့မယ်ပေါ့နော်9နိုင်ထိုးဖို့45မိနစ်ပေါ့ဆိုတော့ကိုစိုးအိမ်ကိုရောက်နေတာကြာပြီမနက်ကလေးကဒလီနဲ့ညီလေးကစိတ်လောတယ်ပို့လိုက်တယ်စားနာရီတွေကရောက်နေတာပေါ့နော်ငါကိုစိုးရဲ့အိမ်ကဒီမှာလက်ခံရမယ့်လူတယောက်ကိုပဲ မှာခဲ့တယ်ပေါ့နော်ကိုစိုးရဲ့ကန်ဒီလေးကိုစိန်လားပေးပါဆိုပြီးတော့နေ့တည်း7နာရီလောက်ကလေးရပါပေါ့နော်ကိုစိုးကအခုက9နာရီထိုးတော့မယ်အင်ကိုတိချတဲ့အခုပြန်နေရဆိုအင်ကိုရောက်တဲ့အချိန်ကျရင်တော့တိချပေါက်9နာရီခွဲလောက်တော့ဖြစ်သွားပြီပေါ့နော်အဲ့တော့ဟိုဒီကောင်ဘာဖြစ်နေလဲမသိဘူး ဒါပေမဲ့ငင်းရဲဆိုတာတေးမှာတော့မဟုတ်ဘူးเนาะဒါပေမဲ့စိတ်တော့ပူတယ်ပေါ့เนาะကိုစိုးအိမ်ကိုခုလောဆယ်ဒီအန်နေတယ်ဒီကောင်းကိုလက်ရှိထည့်ရတဲ့ကန်အပေါ့เนาะကိုစိုးကန်သေးလေးပေါ့ဟို yellow sandalen block မှာတပီပတ်လဲကန်လေးမလို့ပြီးခင်စကူးမကူးကြားထဲမှာထားတဲ့ကန်အသေးလေးမှတ်မိမယ်ထင်တယ်ကြီးတဲ့လူတွေဆိုရင်6လက်မှ ဝင်းကျင်ကန်လေးပေါ့နော်အဲ့ထဲမှာပဲသူ့ကိုအဲ့ကန်လေးကအစအဖြူကတ်တာလားအခုကကိုစောသူလာမှာမလို့ခဏတစ်ချို့နေလို့ရအောင်ဆိုအမဲပတ်လေပြောင်းကတ်ထားပြီးပေါ့နော်အဲ့ကန်လေးထဲမှာအခုရေကပြင်လာကြပြီကိုစောကအမြဲတမ်းရေကိုအရင်ဆုံးပြင်တယ်ပေါ့နော်တပတ်ကျော်လောက်ရှိပြီပေါ့နော်ဆိုတော့ကိုစောအဲ့ကန်လေးထဲမှာစိန်ခိုင်းထားတယ်ပေါ့နော်စိန်ခိုင်းထားပြီးလို့ရှိရင်အဲ့ရောက်တော့မှကိုစောအိမ်ရောက်တဲ့ခါကျရင်ပေါ့နော်ကန်နဲ့ထည့်မယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုထပ်ပြီးတော့စောင့်ကြည့်ပေါ့နော် အာရှဒီကဘောနော်လီဖူစပော့ပေါ့နော်ကာလီမိုင်ယာပေါ့ဖူစပော့ကိုတော့ယူခဲ့တာဆိုရင်ကိုတို့တကယ်ကအဲအဲ့နေရကိုတို့ဒီကန်လေးကိုထည့်လိုက်တယ်ပေါ့ကန်အသေးလေးပေါ့နော်ကန်အသေးလေးကိုထည့်လိုက်တယ်ပေါ့နော်ထည့်လိုက်ပြီးတော့ကိုတို့နောက်တနေ့အသေးပြန်ပြမယ်ဆိုပြီးတော့ကိုတို့အဲ့လေးကအလုပ်ကြီးရှုပ်လိုက်တာလောကရိုက်မဲ့အဲ့အဲ့ဒီဟာပြန်ရိုက်ထမ်းမရောက်လိုက်ဘူးဆိုတော့ဟိုတော့ဆယ်အချိန်ကဘလောက်အောင်ကြာသွားလဲတော့တလားတော့ကြာသွားပြီဒါက1 man update ပေါ့နော်1 man update ဆိုတော့ အဲဆိုတော့ရှားရဲမှာလည်းသူ့ကိုကန်နေပြောင်းပြီးပါရဲတော့ကန်ဟိုအရင်ရှေ့တစ်ခေါက်ကဒီ yellow sensor နဲ့ stress အားဖြစ်တဲ့အခါမှာကိုတို့ထည့်ခဲ့တဲ့ real original stand ဆန်လေးပေါ့ကိုတို့ flashy ရဲ့လူတို့သိနေမယ်ခဏဘလောက်မှမရှိပါဘူး6 6နာမပတ်လေလားအဲအဲ့လောက်ပဲရှိတဲ့ကန်လေးတွေပေါ့နော်ကိုတို့ခဏထည့်ရတာပေါ့နော်အဲနဲ့ရှားရဲမှာကိုတို့ကိုတို့တင်ရခဲ့ပေါ့နော်ဒီ excellent ကသူကဒီတပေခွဲတပေကန်လေးရောင်းတော့တကယ်တော့ဝယ်ပြီးတော့ပေါ့နော်သူ့ကိုကန်လေးပြောင်းပေးလိုက်တယ်ပေါ့နော်တပေခွဲတပေ ပတ်လေပေါ့အဲ့မဆိုးဘောနော်ဘာပြောချက်သေးဝင်းဝင်းလေးတော့ပို့ဖြစ်တော့တာပေါ့နော်ဟို၆လမှာပတ်တယ်ခင်လက်ဆိုင်ခင်ပြပါပြမယ်ဒီမှာဒီဒီကံလေးပေါ့ဒီမှာဒီမှာဆရာဒီကောင်ကြီးကရှင်းရှင်းပြောရင်တိတ်ပြီးတော့ရွှတ်တိတ်မဖြစ်ဘူးဒီကေတော့သူဒါကတလားအသိရွှတ်သွားတယ်ပေါ့နော်ဒါပေမဲ့ဟိုရရောက်ရင်းချင်း၂ရက်လောက်မှနေရကွာဒီကောင်စပြီးတော့ဟိုအဲ့လိုပေါ့ဖလက်ဖလက်ဖြစ်လာတာပေါ့နော်ဖလန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 ်ထလာတာပေါ့နော်ဆော့ ဟိုဒီကအာရှတိကမျိုးတွေအကုန်လုံးကအဲ့လိုအက်တစ်ကိုဖြစ်တာဟိုကိုဆို GC တွေပါလေအက်တစ်ဖြစ်တယ်ဆိုတာတနာရေလုံးဝတကယ်တော့အာရှတိကတွေကပုံပြီးအက်တစ်ဖြစ်တယ်တကယ်တော့အက်တစ်ဖြစ်ပြီးရှင်အမြဲကူးတဲ့ခေါင်းတူဝင်ရဲ့နေရလိုချင်တယ်ဆိုရင်အာရှတိကကိုရွေးဖို့ကိုဆိုအကြံပြုလိုက်ရပါတော့ဒီကောင်ကကာလီမာယာပေါ့နော်အတူတူပါပဲအာရှတိကစီမီပဲပေါ့နော်တကယ် original အာရှတိကမဟုတ်ဘူးပေါ့နော်တော့ပြန်ပြီးတော့လုတ်ထားတဲ့ကောင်ကြီးပေါ့နော်ပြောမယ်ဆိုရင်ဒီကောင်ကြီးကမျိုးအများကြီးရှိတယ်ဘူးစပါရှိတယ်ရက်စပါရှိတယ် five spot ရှိရဲပေါ့နော်။နောက်အများရှိရဲ့အရင်ရှေ့တစ်ခေါက်ကကိုစိုးရိုက်ခဲ့မှုလေးတယ်။ rest spot ကကိုစိုးပြောပြတယ်။သူကအနီးခံများပြီးတော့အဖြူဆက်နင်းနေတာကိုစိုးဘလို့မှခံစားမရအောင်။သူကသဘောကဒီကောင်လေးအဖြူဆက်များမှမိုက်မှာ။သူကကိုစိုးကဒီကောင်ကိုတော့အဖြူဆက်တအားများတော့တွေ့ရမှာ။သူကအရန်သဘောကျတယ်။တော့ဒီကောင်ရဲ့အသိကတော့အခုလောဆယ်သလအသိဖြစ်သွားပြီပေါ့နော်ကိုစိုးပါပြောအစားပဲရေးမင်းလို့ပဲဆက်ပိုင်းဆက်ပေါ့နော် အဲဒါပေမဲ့မရိုက်သေးဖြစ်ဘူးပေါ့နော်ဒါကတော့သူ့ရဲ့လက်ရှိအခြေအနေကိုလာပြောပြတာပေါ့နော်ကိုစိုးဒီကောင်ကဘာကျွေးလဲဆိုတော့ပေါ့နော်ပဇွန်ကျွေးတယ်နောက်ပြီးတော့ကိုစိုးအရှိ vlog မှာတခါပြောမှုရယ်ပေါ့နော် super fighter ဆိုတဲ့ဒီ channel အတွက်ထုတ်ထားတဲ့အစာပေါ့နော်အဲဒီကောင်ကတော့ကိုစိုးဆွေးသူများအစာချောက်ထဲမှာတော်တော်အဆင်ပြေရယ်ပြောရမယ်ငါးအရင်ကြိုက်တယ်ပြီးတော့ကာလာတွေဘာရင်လဲနည်းနည်းပို support ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ငွေရောတော့ကာလာစာကျင်းကြီးပတရားလာလိမ့်မယ်လို့တော့မမျှော်နိုင်နဲ့ပေါ့နော်ဘာတော့ ဟိုသူရှိနေဆိုတဲ့ကာလာအထက်ကိုနည်းနည်းလေးပို့လှသွားမယ်ပေါ့ဒါတော့ပဲမျောနေအများကြီးမျောနေလို့မရဘူးဆိုတော့ကိုတို့ဒီကာလာအစာကျိုးတို့ကာလာအရန်တက်အောင်လေတောင်ငယ်ရင်ကြီးကိုဘာမှသူကြီးဖြစ်မှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ပုံမှန်ရှိနေဆိုတဲ့အယောင်ထက်တော့ပို့တော့လှလာတယ်ပေါ့နော်ဆိုတော့ရောစယ်မှာဆရာကြီးကတော်တော်မြူးနေတာဒီကောင်အငင်းယူပါလေကိုစိုးလာပြီဆိုအစာတောင်းနေဒီကယ်တိုင်းပြန်ဒီကောင်ကိုကိုစိုးဖလော့ရိတ်မွဲတို့စိတ်ကြည့်တာတို့အစာဟိုလောစေတပတ်လောက်ဖြတ်လာတာ ဒီနေ့ဒါဒီ vlog ရိုက်ပြီးတော့မှကိုစိုးသူအစာပြန်ကျွေးရမှာပေါ့နော်။ဘာလို့တော့ vlog ရိုက်တဲ့ခါကျရင်နည်းနည်းလေးလှဖို့လိုတယ်လေ။အစာကျွေးရလို့ရှိရင်ဘာကြီးပူမလားမလားလို့ပေါ့နော်။ဘာလို့တော့ဒီ vlog ရိုက်စီရရှိတော့ဒီကောင်အစာခဏချက်လာရပေါ့နော်တစ်ပတ်လောက်။ဆိုတော့ဒီနေ့ဒီ vlog ရိုက်ပြီးလို့ရှိရင်တော့ဒီကောင်ခဏလေးအစာပြန်စားလိုက်မယ်။အစာပြန်စားရမယ်ပေါ့နော်။ကျွန်တော်အစာမတတ်နဲ့နဲ့ကြာဘူး။ငတ်နေပြီတအားအောင်။အားမို့တအားရင်းပြီးလူတွေ့ရတယ်တစ်လုံးသားအောင်လေ။ဆိုတော့အခုဒီ vlog လေးရပေါ့နော်။ဒီကာလီမာယာ push forward သွားဝဲရအောင်ပေါ့နော်။ကိုစိုးအမှတ်တရရိုက်နေခဲ့ရပါပေါ့နော်။တကယ်တော့ ဟို one one day update တွေ two day update တွေလုပ်ပြီးချင်တယ်အဲ့လိုလုပ်ဖို့လည်းစိတ်ကူးစားပေမဲ့ကိုစိုးတော်တော်အလုပ်များတော့ရတာနဲ့မရိုက်ပြီးဖြစ်ဘူးပေါ့နော်ဆိုတော့ဘာပြောတာ one man update ပေါ့နော်ဆိုတော့ရောက်တဲ့ရက်ကလေးအစပြီးရောတရက်လောက်ပဲပုံတယ်နောက်နေ့အစပြီးရောအခုချိန်ကြီးကိုတောက်ချောက်လမ်းနေတော့မယ်ပေါ့နော်အဲ့တော့ခုနကိုစိုးပြောတာပြန်ပြောမယ်ဆိုရင်ချမ်းအချမ်းသာခေါင်းတို့ထဲမှာပေါ့နော်ဒီငယ်ရခေါင်းတို့ထဲမှာအရင် active swimming ဖြစ်တဲ့ကောင်ကိုလိုချင်တယ်ဆိုရင်အာရှာဒီကာ series ကိုရေးဖို့ကိုစိုးအချမ်းပြုတ်လိုက်တယ်ပေါ့နော်ဆိုတော့က နောက်စီစဉ်ပြန်ဆောင်မယ်ကိုစိုးပါဘုရားတော်ကပါကိုစိုးအဲ့ဒီ GC တကောင်ပေါ့နော်သူ show တက်မှာထားတဲ့ဗီဒီယိုလေးတစ်ခုကိုရိုက်တိုက်ဖို့ရပေါ့နော်ဒါပေမဲ့အဲ့ဒီ show တက်မှာအဲ့ဒီ GC ကမရှိတော့ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့အဲ့တော့ကရောက်ခါစားဆိုတော့အရန်သေးနေတော့အကန်လည်းလည်းကြီးနေတော့ဘုရားကျွန်တော်လည်းလက်နေမှာဆိုတော့အကန်တိတိလေးနေကန်လေးကိုကြောင်းထည့်ပြီးလိုက်ကြတာပေါ့နော်ကြာပြီဘုရားကမင်းမင်းပြောင်းမယ်လုံးဝမင်းမင်းပြောင်းတယ်တော့မကြည့်တော့တာ အာတလားနာလားတော့ပေါ့နော်အခုကတော့၃လားတော့၃လနာမကဘူးကြာဝိုင်းနေဒီမှာ၃လားတော့ကြာဝိုင်းနေဘာတော်ဘာဒီတော့ဒီရောက်နေတာဆိုတော့အရှိကကြံတဲ့မှာမရှိတော့ပေါ့နော်အရှိကကြံတဲ့မှာကိုဆိုရှိုးတိုက်မှာတော့တကယ်တော့ဒီကြောင်အကောင့်တကောင်ထားရတယ်ပေါ့နော်ဖာကောင်လည်းကတော့ပြုတ်ဝက်ချက်ပေါ့နော်နောက်ဗီဒီယိုတွေမှာကိုဆိုထပ်ပြအောင်ပေါ့နော်အဲ့တော့ဘာကောင်လဲပေါ့ထမင်းစီပေါ့